ယူကရိန်းချင်းနဲ့ပတ်သက်ပြီးရုရှားသမ္မတပူတင်ရဲ့အစိပ်ပိုင်းများစွာသဘောတူညီထားပြီးဖြစ်တယ်လို့ထရန့်ကပြောပါတယ်။အမေရိကန်သမ္မတထရန့်ဟာယူကရိန်းချင်းသဘောတူညီချက်အတွက်ရုရှားသမ္မတပူတင်ရဲ့အစိပ်ပိုင်းများစွာသဘောတူညီထားပြီးဖြစ်ကြောင်းပူတင်ရဲ့ဖုန်းနဲ့ဆွေးနွေးမှုလုပ်ခင်ပြောကြားလိုက်တယ်ဆိုပါတယ်။ထရန့်နဲ့ပူတင်တို့ဟာဖုန်းနဲ့ဆွေးနွေးကြမှာဖြစ်ပါလိမ့်။သဘောတူညီမှုများရှိပြီးဖြစ်ပေမဲ့လည်းအလုံးမပြီးသေးပါလို့ထရန့်ကဆိုပါတယ်။ ယူကရိန်းစစ်ပွဲတွင်နှစ်ဖက်လုံးဟာတိုက်ပွဲတွေကြောင့်တပတ်မှာစစ်သည်2500ကျော်သေဆုံးနေရပါလေ။ဒါအခုချိန်မှာဆုံးသက်တင်ပါပြီ။သမရပူနင်နဲ့ဖုန်းခေါ်ဆုံးမဲ့အစီအစဉ်ကိုမျှော်လင့်ရတယ်လို့ထွန်းကဆိုပါလေ။ဇလန်စကီကတော့တနင်္လာညပိုင်းကပြောတဲ့မိန့်ခေါ်မှာပူတင်ဟာစစ်ပွဲကိုမပြီးဆုံးစေလို့ကြောင်းအဲ့ဒီလိုမျိုးဆန္ဒရှိနေတယ်လို့ဆိုပါလေ။ဒါကြောင့်မရိကန်သမရထရဲ့ကျိုးပတ်မှုတွေကိုလေးစားပေးမယ်လေ။ဒါဟာတကယ်တော့ ငင်းချင်းရမှုအတွက်မသေးချဘူးလို့ဆိုပါလေတမနာထရန့်ကတော့တစ်ဖက်ကလည်းငင်းချင်းရသဘောတူညီချက်ရပြီမှသာပူတင်ရဲ့အမေရိကန်ခီးစဉ်ကိစ္စဆွေးနွေးတင်တယ်လို့ဆိုပါလေပူတင်ရဲ့အမေရိကန်ခီးစဉ်ဖြစ်နိုင်ခြင်းအကြောင်းဆွေးနွေးခြင်းမပြုမီယူကရိန်းငင်းချင်းရအတွက်သဘောတူညီချက်သဘောတူညီမှုရဖို့ကအဓိကလိုအပ်တယ်လို့ထရန့်ကပြောပါလေတရင်တော်တွေကငင်းချင်းရသဘောတူညီချက်လက်မှတ်ထိုးပြီးပူတင်ကို အင်ဖြူတော်ကိုဖိတ်ကြားဖို့ရှိမရှိမေးမြန်းမှာထရန့်ကဒါဟုတ်ခုချက်ချင်းဆွေးနွေးခြင်းစိမ့်မရှိသေးပါဘူးယူကရိန်းပြည်ပခအငင်းချမ်းရေးအတွက်သဘောတူညီချက်ရဖို့ကလိုအပ်ပါတယ်သဘောတူညီချက်ကိုလက်မှတ်ထိုးဖို့လိုတယ်လို့ဖြစ်ပါတယ်မအားလို့အဲ့ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့လိုပါတယ်ဒါဟာခုချိန်မှာစဉ်းစားနေတဲ့တခုတည်းသောအရာလို့ထရန့်ကပြောပါတယ်အမေရိကန်နဲ့ယူကရိန်းကိုစလဲဖွဲ့ရဟာဆော်ဒီနိုင်ငံချက်ထားမှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ် ပူးတွဲထုတ်ပြန်ကြရာယူကရိန်းဟာရက်30ကြာအပြစ်ခတ်ရဆက်ရည်နဲ့တည်ရန်ဇာတသဘောတူညီမှုဆိုင်ရာကိစ္စလက်မှတ်ထိုးဖို့သဘောတူပါလိမ့်။ရုရှားကတော့ခုချိန်ဒီအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ဆိုပါလိမ့်။ရုရှားဟာယူကရိန်းပြည်ပကောက်အဆုံးသတ်ဖို့အဆိုပြုချက်ကိုလက်ခံဖို့အစဉ်သင့်ရှိတယ်လို့ပြောပါလိမ့်။ဒါပေမဲ့မူအဖြစ်လက်ခံပြီးနောက်ထပ်ဆွေးနွေးစရာတွေကအများကြီးရှိသေးတယ်လို့ဆိုပါလိမ့်။ ရေရှင်ငင်းချင်းတဲ့ကြောင့်ပေါ်ဆောင်ပြီးပြိပကစနစ်ကိုဖြည့်ရှင်းပေးနိုင်ပါကငင်းချင်းမှုကတော့ဖြစ်နိုင်တယ်လို့ပူတင်ကပြောကြောင်းသိရပါတယ်ထရန့်ကတော့ဒီသတင်းဘက်ကိုနှရက်တာတွေမှာအလုပ်တွေအများကြီးပြီးစီခဲ့ကြအောင်ယူကရိန်းစစ်ပွဲကိုအမှန်တကယ်အဆုံးသတ်နိုင်တော့မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ကြောင်းပြောပါလိမ့်ဒီကိစ္စကလက်တွေ့ဖြစ်နိုင်ကြရောမဖြစ်မြောက်နိုင်သေးတာပါကြုံလာနိုင်တယ်ဆိုပါလိမ့်အခြေအနေကတော့ကောင်းတယ်လို့ကျွန်တော်ပြောပါလိမ့်စစ်ပွဲပြီးမှာနေမြေပိုင်ဆိုင်မှုခွဲဝေတမဲ့ရဲ့ကိစ္စကိုလည်း ရုရှားနဲ့အသေးချဆွေးနွေးရလိမ့်မယ်လို့ဆိုပါတယ်စစ်ပွဲမတိုင်ခင်ကအခြေအနေနဲ့ရှင်နေမီများပြားခြေနေတာတော်တော်လေးကွဲပြားခြားနောက်တော့ဖြစ်ကြအောင်နေမီဒီတအားပေးစုံတွေရဲ့အကြောင်းကိုသေချာဆွေးနွေးရမှာဖြစ်ပြီးအဲ့ဒီပိုင်းမှာမိငုံထုတ်စရာအများကြီးရှိတယ်လို့ထရန်ကမှတ်ချက်ပေးပါတယ်တစ်ဖက်မှာလည်းအဲ့ဒီကိစ္စရဲ့အခြေခံကြတဲ့အပိုင်းတွေကိုယူကရိန်းရုရှားနဲ့ဗာအမေရိကန်ဟာအတော်များများဆွေးနွေးညှိနှိုင်းပြီးပြီလို့သတ်မှတ်နိုင်ကြောင်းဆိုပါတယ် တချို့ပိုင်ဆိုင်မှုခွဲဝေကိစ္စတွေကအဖြေကျထွက်ထားပြီလို့ထွန်းကပြောကြားသွားပါလေ။